အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့စနေညရဲ့စာသေးတဲ့အစီအစဉ်လေးကနေစာရေးဆရာဘဘူတန်စီရဲ့မညာသောအညာဆိုတဲ့ဝိထုတုတ်ကလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒီဝိထုလေးထဲမှာဆိုရင်အနေပြီးရှည့်ရွံ့ကြောက်တတ်တဲ့အညာသူမလေးတွေဘဝမှာသူတို့နေထိုင်ရာအေဂျင့်နဲ့နေမြေတွေကိုဆယ်လူတွေကဖြည့်ဆည်းမှုကိုကြုံတွေ့ခဲ့ပြီးနောက်မှာစစ်ကောင်စီကိုရဲဝင်စွာပြန်လည်တော်လှန်ကြပုံနဲ့အညာမြေကဖိနေငတ်တို့ရဲ့ လျှော်သောဆွေသက်တည်တွေနဲ့ပြပုံချားကနေပြင်လဲရုံထားဖို့စ조사ကြပုံတွေကိုနားဆင်ကြရမှာပဲဖြစ်ပါရဲ့ရှင်။မညာသောအညာယူယူခင်းဆမ်းမြိုင်နဲ့တမထွေတို့သုံးဦးဟာဆိုင်ကနစင်းနဲ့ပေါက်နယ်ဘက်ကိုထွက်လာခဲ့ကြတယ်။ယူယူနဲ့တမထွေကတစီခင်းဆမ်းမြိုင်ကတစီညီတလန်လုံးဖုံတလုံးလုံးထောင်ဆိုင်ကေကိုတလွင်လွင်ဈေးလာကြတယ်။နမဖိုးကီယာနဲ့ဆိုင်ကေဟာ တဝဝပြေးနေတယ်။လမ်းခုလက်မှာစီမပြတ်အောင် စီကိုအပြေးဖြေခဲ့ရတယ်။လက်ပံရဲရဲတို့ကလမ်းဝဲရနှစ်ဖက်မှာဝဲချလဲကကျင်းရနေကြတယ်။ဆိုင်ငယ်စီလျက်ကလမ်းညာဘက်ရှိတပုတ်ပင်တွင်နှွယ်တက်လျက်ပွင့်နေကြသောရှင်းမတက်ပန်းဖြူလော့လော့များကိုမြင်တော့တမထွေးကပန်းမြင်တော့ခူလိုက်ချင်းပန်လိုက်ချင်းသေးသည်။ဆိုင်ငယ်ကိုအရှိန်တက်လိုက်သည်။ တမာတွေးပါကြောင့်ဆိုင်ငယ်ရက်တီကိုယူယူကအစာကမသိရှမတက်ပန်ရနေတွင်နှာခေါင်းထဲကိုတိုးဝင်လာမှသဘောပေါက်သွားသည် ပု္ပ္ပစာမဟုတခွန်ဆဲလိုက်၏အရေးထဲမှာညီးမလို့ပဲဒီပန်းကိုဆွတ်ရှင်နေသေးတယ်။စီးရစီဟိုကောင်မတောင်အတော်တော်ရောက်နေပြီ။စီးရမလို့ရရမလို့ဖြစ်နေတော့တမထွေးဤကျော်ကို ဖြန်ကနေတစ်ချက်ရိုက်ပြီးရွရွသည်ဆိုင်ငယ်ကိုစက်မောင်းခိုင်းသည်။ငါတို့နဲ့ပန်းနဲ့ပါဆိုင်ယူမနေတော့နဲ့ကောင်မ ရေရွတ်သည်ဒီတို့ပြောတော့တမထွေးသည်တောင်တက်မို့နမညိကရကိုချိန်လေကနှက်ခမ်းမဲ့သည်ဟဲ့တုံလင်းလုံနေရနေပဲပန်းမပန်ရဘူးလားအေးကျုပ်ကတနက်သားကိုင်းနေတာပန်းကတော့ကြိုက်တော့တခါစစ်တိုက်ရင်ပန်းတွေဝင်နေအောင်ပန်းတနက်ခေါင်းကိုကြားနေအောင်လိမ့်ပြီးကိုစစ်တိုက်အောင်မှာတော့ရေရွတ်သည်ဘာမှမပြောရှေ့ဆိုလေရေပြန်းစစ်ခွေးစခန်းကိုရောက်ပြီးမှဖြစ်သည်ရေရွတ်တို့ရောပြန်ခီးသည် ရေပြာရေစခန်းဖျားတောင်စစ်ခွေးစခန်းတို့ကိုဖျက်ရ၏မကြောက်ဘူးလားဆိုတော့ကြောက်သည်ကြောက်သည်လားဆိုတော့မကြောက်ရေစခန်းတွေဘန်ကားတွေရှိတော့အခါခါဖျက်ဖို့နေပြီအခုတော့တို့တော့တော့သည်ကြောက်သည်လည်းမဟုတ်တော့မကြောက်ဘူးလည်းမဟုတ်တော့အာကမိမဟုကိုကကောမတမတ်ကြတော့လဲသူတို့တွင်အကြောက်သည်ငဲထိတ်တော့ရောက်မလာတော့ခြေဖနာအောက်တော့ရောက်သွားတော့ဤ ီလိုသတိတွေရလာအောင်ညီသူမြတင်ပေးလိုက်ဒီမဟုတ်စစ်ခွေးတွေကတင်ပေးလိုက်ချင်တာဖြစ်သည်ခိုစင်အစားကရာဆိုင်ရာထောင်လောက်လျက်ဘဝကိုရိုးရိုးကောက်ကောက်သာဖြတ်တန်းခဲ့ကြတော့ရီရိုတို့တုံယောင်ရှက်သက်ကြောက်သက်လိုက်ဒီမှာလဲ Facebook ပေါ်ကိုပင် ခုပုံကိုမတင်ရသေးတဲ့အထိအချက်အကြောင်းနဲ့ခင်နောက်ကြောက်သည်တောရွာကကောက်မလေးတုံယောင်နိုင်ငံရေးအချိုးအခွေတွေမှာတတိရိုသည်အသိနှလုံးကြားကနေတိုးတိုးထွက်လာသည် ကြောက်စိတ်တို့သည်ရွာကိုမိရှုရာမှထိုးတက်ပြန်နေကြသောမိကိုများနှင့်ရောနောလွင့်ပါသွား၏ရွာမိရှုခံရမှုများအပြစ်မဲ့ရွာသားများတပ်ဖြတ်ခံရမှုများခလေးတငယ်များအားတပ်ဖြတ်ရဲဆတ်မှုများမရင်ချင်းခံရမှုများစားတဲ့စားတဲ့လူမဆန်တဲ့ရုပ်မာမှုများကို နေ့စဉ်မြင်တွေ့လာရမှခင်ဆန်းမြိုင်တို့ကြောက်စိတ်သည်တတ်သိများခွန်အားများနာကျင်မှုများမုန်တီးမှုများဖြစ်သောကြောင်းလဲသွားခဲ့သည် ရခင်ကဆိုရင်ယောက်ျားလေးထူထူရှိသောရွာလေမောက်ကိုပင် ထွက်လိမရှိသော တမထွေးတို့သုံးသည်ရဲဘော်ရဲဘက်စိတ်အပြည့်ဖြင့်ယောက်ျားလေးများကြားတွင်နေတတ်နေပြီဖြစ်၏ဒီစခန်းတွင်ယုံကြည်ရသူတို့များ နာကြည်ချက်တူသူများ ချက်မခံလိုသူများစုနေကြသည်ပန်းနိုင်သူသောလူငယ်များစုနေခြင်းကြောင့်လူမှုရေးအရှုပ်ထွေးဆိုသည်ကမရှိကြအလုံးသည် မောင်ရင်းနှမများကဲ့သို့ခင်ခင်မင်မင်နေထိုင်ကြသည် ဒီနေ့တော့မရောက်တာကြတော့စစ်ခွေးတွေနှိမ့်ဆက်၍ပြောင်းပေါင်းအတိဖြစ်သွားသောစာတိရွာကလေးထံသို့ခင်းစမ်းမြိုင်တို့ထွက်လာခဲ့ခြင်းဖြစ်သည်အဝယ်စားတွေကတော့ရာဆိုင်ရင်ပေါင်းကောင်ရင်ဝတ်တဲ့ခြေချမ်းလုံချင်းနဲ့ဖလန်နဲ့အင်ဂျင်နဲ့တနခါပိမ့်ပိမ့်ထွထွနဲ့ဥဒူဒူတောသူမပုံကလေးများကိုမျက်နှာတွင် အထင်သာတင်ခဲ့ကြ၏ပေါင်နေတောင်ပိုင်းသည်သူတို့ရဲ့သူတို့ဒေသဆိုတော့လေခင်းစမ်းမြိုင်တို့ပြန်မြောက်သည်က တနစ်ကျော်ပြီအတေးကြဆိုရင်၁၈လတတိရှိပြီခင်ဆက်မြိုင်တို့သည်အဝှအဆကဘဲကုန်မြောက်ပင်သွားခဲ့ကြဘူးသူများမဟုတ်ကြရွာမှာပင်နေရွာမှာပင်တည်မည်ဆိုသောမဲ့ရွာချင်းများမဲ့ရွာခင်များဖြစ်၏သူများတွေရန်ကုန်မင်္ဂလေးသွားလဲသူတို့ကစိတ်ဝင်စားမလေးရှားတို့ထိုင်းတို့သွားကြသည်လဲစိတ်မဝင်စားရုပ်စွာအဆုံးပခုံးကူကိုပင်တက္ကသိုလ်တက်တီမှလွဲ၍တော်တော်လာလာမလုံကြတောင်တို့ဦးချရွာမှာသာနေထိုင်ကြ၏ တနေ့ဒီရွာသားနေ့ပင်ပြန်ညာ၍ဒီရွာမှာပင် တောင်သူရချောင်းလောက်ကအယုထုံကြီးကိုစိတ်ကိုထားကြသူများဖြစ်သည်တိုးတော့ထွန်းဆက်သလုံးနွားတယုံယုံနဲ့ရွာမှာသာနေတော့လေသူတို့တို့ရောက်စလုံးကမျက်စိပိတ်နာပဲအသိဉာဏ်စိတ်နေသူများမဟုတ်ကြခေပညာများတက်မြောက်ကြသည်တိုးတော့ပညာဖြစ်တော်လုံမစားရွာမှာပင် တောင်သူရချောင်းများကိုသာယောက်ျားကြီးများကဲ့သို့ကြာစီဖာစီလောက်ကင်ကြ၏ ်ပေါင်မြို့တောင်မှရှိဖျားတောင်ရွာစစ်ခွေးစခန်းရှိရောက်တော့တနက်ကင်ထားကြသောပြုခွေးများစစ်ခွေးများကယူယူတို့ကိုတား၏ဒူပေါက်တွေစစ်ဖုံးတွေစစ်ဘဲကိုပါကြောင့်ဘာလို့စရာတွေစစ်၏မသိနဲ့နိုင်ငံတော်ကိုကာကွယ်နေသောသူရဲကောင်ကြီးများပုံပေါ်မင်းတို့ရွာတွေမှာဗရက်တွေဘဏ္ဍကောင်ရှိတယ်လေငါတို့ကမမှန်ပြောစမ်းကောင်းမလေးဆုံဆုံညင်ညင်ယုံနဲ့ပြူစောတီးတကောင်ကမေး၏တော်ဗဒတ် ျုပ်တို့ရွာမှာအများကြီးတော့ငရုတ်သိန်းနဲ့ကြော်စားတယ်။ခင်ဆန်းမြန်ရဲ့ဖြေကြောင့်စစ်ခွေးတကောင်ပြီးလမ်းငေါ့ဤ။ဟဲ့အတီးတက်မင်းနေတာဗဒက်ဆိုတာ PDF အချမ်းဖက်ကောင်တွေကိုမေးတာ။ကျုပ်တို့တော့အဲ့ဒါတွေမသိပါဘူးတော့ကျုပ်တို့ဖြင့်ကိုရနဲ့ကိုအားတောင်မအားပါဘူး။တမထွေးသည်ရဲတဲ့သူသွားမြင်ရာသမကြီးပုံဖြင့်ဝင်ဖြည်၏။နင်တို့ကိုမေးလိုက်ရင်ဘရော့မှသိတာမရှိဘူး။မသိပါဘူးမကြပါဘူးနဲ့။ ချမ်းဖန်အားပေးတယ်။ဒါကြောင့်နနှုတ်ရွာတွေကိုမိရှုပြတာသိရလား။မူနီဟန်တို့သောမျက်တော့နေနေဖြင့်စစ်ခွဲတကောင်သည်ငေါငန်းစွာပြောသည်။ယူရိုဘာမှမပြောကြ။ဆိုင်ငယ်တူပေါက်ကိုစပီအောင်စောင့်နေလိုက်သည်။ဖုံးနေပေ။ပြခွဲတကောင်ကမာဆက်ဆက်ဖြင့်တောင်းရင်။ကျုပ်တို့ဖုံးမပါခဲ့ဘူးတော့။ခေါနာဒီနာသွားတော်မူဖုံးလည်းမယူခဲ့ဘူး။သွားတော့နနှုတ်ရွာကဗရက်ကောင်တွေကိုပြောလိုက်။ခမင်းဝါစားထားကြလို့ ဆိုင်ငယ်တဲ့နောက်ထိဒီစောက်တန်ကလိုက်လာသေး၏ငါတို့ကထမင်းအမြဲဝရဲဟဲ့နင်တို့ကငတ်ပြက်ပြီးခိုးဆိုးလုံးနိုင်စားနေရတာနင်တို့ကငါတို့လာမတက်ခင်ဝအောင်စားထားခင်ဆန်းမြိန်တို့ပြန်အောင်ခဲ့တော့လဲတလွလွင့်ပြေးနေသောဆိုင်ငယ်တန်ကြောင့်စစ်ခွေးပြူခွေးတို့သည်မကြတော့အခန်းနှင်းရုပ်ရှင်တွေထဲမှာပင်စိတ်ကူးရင်ပြီးရိုက်မပြဝန်သောရက်စံမှုမျိုးဖြင့်ခင်ဆန်းမြိန်တို့ကြုံတွေ့ရ၏လူသက်ချင်း ရိမ့်ရွာတွေကိုတအိမ်မကျန်မီးရှို့ခြင်းဖမ်းဆီးနှိစက်ကတပ်ဖြတ်ခြင်းမရိန်ကျင်ကတပ်ဖြတ်ခြင်းကလေးတငယ်များအားတပ်ဖြတ်ခြင်းပြည်သူမှန်လင်ရန်သူဟုသဘောထားသောတိစခွေများ၏ဆုံယုံမှုတွေကိုနိုင်စင်ကြုံတွေ့ရသည်ကအခုမှမဟုတ်2021ဖေဖော်ဝါရီတရက်နေ့ကလေးကမဟုတ်မထူးဆန်းတော့မထူးဆန်းတော့လေဒီလိုရုပ်မှရက်ဆက်ပြီးလူသားမျိုးနွယ်ပြတ်တော့အောင်တပ်ဖြတ်မှုများကိုကြုံတဲ့အခါနာကြည့်သည်ရွှမ်းမုန်းသည်လက်သေးကလေးနဲ့ပြန်ပြီးစိတ်နိုင်ပါစေအောင် ပြန်လည်ခုခံခြင်းပြီးအခုလက်ကြည့်ရက်ဆက်ရုံမာမိုးတွေကရက်ဆက်မီတစ်ခုဖြင့်တင်းညင်အောင်ရသောသူတို့၏ဆရာဦးစောမိုးထွန်းကိုဦးကောင်းဖြတ်ကတက်ဖြတ်ခဲ့တာကိုတမောင်ထွေးတို့တွေ့ကြရသည် ပြီးတော့ဆရာဦးစောမိုးထွန်း၏ဦးကောင်းအားចောင်းဝင်းပရင်ပေါက်တွင်ချိတ်ဆွဲကထားရခဲ့သည်တွေ့တဲ့ရဲရဲဖြင့်ဦးကောင်းပြစ်ခါရုပ်ပြက်ဆင်းမြဲသိမ်းဆုံးသွားသောဆရာဦးစောမိုးထွန်းအားကြည့်ပြီးမျက်ရည်တို့သည် ကြာမလာတော့ခန္ဓာကိုယ်တို့သည်မလုံအံကိုချိန်နေမိသည် အသင်နှလုံးတို့သည်ကြောက်ဆိုင်ကြောက်သားများလိုမှာကြောနေ၏မယားဒီရောက်မှဆိုတော့မို့လူမဆန်ရက်ဆက်မှုများအတွက်ခြောက်ခဲကိုကြက်ဥဖြင့်ပေါင်းနေပြီးတော့လွတ်လပ်ခြင်းကိုမရတော့လွတ်လပ်ခြင်းကိုရလို့လဲခြောက်ခဲကြီးကိုခြောက်ခဲဖြင့်ပင်ပြန်ပေါက်ခါလွတ်လပ်ခြင်းကိုတောင်းဆိုရမည်ဖြစ်၏ဆရာဦးဆုံးမထွင်ပြတ်သွားသောဦးကောင်းနှင့်ခနာကွာဆက်ခါရူးရူးတို့ကောင်းစွာပင်မြေချလိုက်ကြသည်ရက်ရွာသူရက်ရွာသားများ၏ ငိုတန်းများသည့်ကြီးပြိုတန်းများကဲ့သို့သည်ဆရာ၏တပည့်တော်မှငိုတန်းများခင်ဆန်းမြိန်တို့၏နာသည်မခံနိုင်စွာ ကြားနေသည် တင်ထားသောစိတ်ကိုတပတ်လျှော့ချလိုက်ချိန်တွင်ခင်ဆန်းမြိန်သည်ဒူထောက်လျက်လဲကျသွားသည်တည်တည်နေနေငိုချလိုက်သည်စာတင်ပေးနေတဲ့ဆရာမှမြေဘူးကလွင်လင်းဘနဲ့ဆိုလို့အတူတချောင်းတောင်မရှိပါဘူးတော့။တင်းနေကြွေဆွဲနေသော မျက်နှာဖြင့်ယာတုမကြီးသည် ရှင်ဘတ်ကိုတီလီယံလွန်းလွန်းတတညီလျံငိုသည်တမထွေးနေရူသည် ခင်ဆန်းမြိုင်အားချူမလျက်တញ្ញိုင်းညီမထွက်ခွာခဲ့သည်တញ្ញိုင်းညီသည်တိတ်ဆိတ်နေတော့လဲအားလုံးဤရင်ထဲတွင်ဘလောင်ဆိုတာပုံနေကြသည်တမထွေးတို့ရွာလေးသည် ပြပေါ်အတိဖြင့်ဆိုရနေသောအခြေအနေကို တွေ့ရ၏အဝေးကပင်ကြာခဲ့ရစဉ်ကဒီများအထိစိုးလိမ့်မည်ဟုမထင်ခင်အပိုင်ပိုင်းပြိုကလောင်ကျွမ်းနေသော ပြပေါ်ကြီးများကိုမြင်ရမှာ ရှင်တို့သည်ဟာကနေလေဟာသွားသည်အတူရာ၆ထဲသို့ဦးဆောင်ပြန်ကြသွားတကယ်သို့ခံစားရသည်ဆိုင်ရီကိုရွာထိပ်တွင်ရက်ခဲ့သည်ရွာထဲသို့သူတို့ဝင်လာကြသည်ရွာထဲတွင်လူဟုရေးမရှိ ရွာသည် ပြတ်နေသည်တိုက်တာအဆောက်အဦကြီးတွေကပြိုလျက်ကျနေသည် ပြင်ကသမိုးအိမ်ကြီးတွေကညီတွင်ပုံလျက်ထလမိုးထလက်ကအင်္ဂလိပ်များကပြပုံဖြစ်လျက် အိမ်နံများအုပ်နံရံများကိုဆွဲလောင်နေသောမိသည်မငိမ့်သည်ကုံစင်အောင်မီးမလောင်ပဲကြံနေသောတစ်တော်တစ္ဆာများမီးလောင်ရာမှကြိုးကျလာသောတစ်ကိုင်းတစ္ဆာများသည်လမ်းမပေါ်တွင်ကန့်လန့်နေရော အလျားလိုက်ပြီးရောဖြင့်ရှုပ်ရှက်နေ၏တတာပဲများအဝိထုံများဆောင်းများတွေးလျရွေလျမိကြုံများသည်ရွာလုံးအနှံပြတ်နေသည်မိကျွန်းလျက်ဒေဆုံးနေကြသောစိတ်သေးများနွားသေးများ ဝတ်သိများထံမှပုံရဲ့အနက်များနဲ့ရမမေရန်ချင်းများချက်တုံကိုတောင်စပားကိုတောင်ပဲကိုတောင်များကိုမိလောင်ရမှထွက်လာတဲ့မျောနှံ့သည့်လေထဲတွင်ပြောင်းဝဲနေသည်မျောလင့်ထားပြီးသားဖြစ်တော်လဲယူရိုသုံးယောက်သည်မယုံနိုင်စွာပင်ငေးကြောင်ကျင်နေကြသည်ရွာကလေးတရွာလုံးပျက်စီးပြိုလဲနေသည်မှာမြင်ရစရာမရှိတပိ့များကိုမိလောင်ရမှထွက်လာတဲ့မိကုံများသည်ကောင်းကင်သို့ တလူလူထိုးတက်နေကြသည်သူပြပိုင်းစာများသူပြမဲမဲများသည် ထိုးထိုးထောင်ထောင်တချို့တုံးလိန်ကွေကောက်တချို့ဖြင့်ရွာအနှံ့တွင် လွင့်ပြန်နေသည်လူဟုသမျှရွာထဲတွင် မရှိတာရွာသည်ရွာမမီရောကလေးများ တက်ကြီးရွယ်ဦးများသည်စိတ်တရားများကိုတရားများဖြင့်နေစဉ်သိဆုံးနေကြ၏တမထွေးတို့အိမ်ယူတို့အိမ်ခင်းစမ်းမြိုင်တို့အိမ်အတို့အိမ်မှမရှိကြတော့တပြားလုံးရှိအိမ်အကုန်သည်ပြပုံများဘဝဖြင့်မလုံးမချောင်ရက်လျက်ယူတို့ကိုအကူအညီတောင်းနေကြသည်အခန်းတော် ရွာကလေးကိုခင်းစမ်းမြိုင်တို့ကြောက်ခိုင်းခဲ့သည်ရွာကလေးသည်တိတ်ဆိတ်၆ကလေးရဲ့ပြောင်းပုံအလဲတွင်ညင်သက်နေရသည်တစ်ချိန်ကတော့ဒီရွာကလေးသည်ခီးတော်များတထောင်နာရအဖြစ်စီကားခဲ့ပါသည်အထက်တန်းစာသင်ကျောင်းများတိုင်နေစေယုံများဈေးများကုန်စုံဆိုင်များဆိုင်ငယ်ပြုပြင်ဆိုင်များပဲနဲ့ချက်တဲ့အညာမောင်းငါဆိုင်များလက်ဖက်ရည်ဆိုင်များနဲ့မီနီဘန်ခွဲလေး၃ပန်ဖြင့်အသက်ဝင်လှူရှားနေခဲ့သည် ရောချောင်းပြင်ကြီးကရွာကိုခွေကစီဤနှွေဦးဆိုရင် ပေါင့်နေနေတို့သည်လက်ပံရေရေများကိုတူပါလျက်ရွာဝင်းကျင်တွင်ကြိုင်ဆိုင်ကြ၏ထမ်းမရေရေများကြားတွင်ထလက်မိုးထလက်ကလျက်ထန်းတက်နေသောထန်းသမားများကို တွေ့ရသေး၏အခုတော့ရွာကလေးသည်ဖုတ်ဆိုးမြေကဲ့သို့အယုတ်ဆိုးလာသည် မီးလောင်ညာမှကျွဲကြံခဲ့သောပြာပုံပြာစားတို့သည်လေဤနောက်သို့လိုက်လျက်ရွာတစ်ချောက်ကို ပြာမုံတွင်ဖြန့်ထား၏ ဆိုဝါလာသောအဖြစ်များကိုကြည်ပြီးညံ့ဤဟုတော့မကြမီကြစရာလည်းမရှိဒီထက်ရေးကြည့်သောအသက်ကိုပင်ဆော့လော့ထားသည်မို့တလောက်ဆုံးရှုံးမှုကိုတော့ခင်ဆန်းမြိုင်တို့သည်မှုပင်မမှုယူရိုသုံးယောက်ဆိုင်ကယ်ကိုဒင်းချန်မောင်းကဖျက်ဆီးလာစင်မှာပင်တော်ရန်တကွေ့အလွန်တွင်စီတန်းကရှောက်လာသောကျေးရွာမှရွာသူရွာသားများနဲ့ဘွာကနေတွေ့ရ၏ဟာကနေအော်ကြ၏ဟေကနေနှုတ်ဆက်ကြ၏ဝေကနေကြော်ရွှင်ကြ၏အိုးများအိမ်များသားများသမီးများ ္စပစ္စည်းများဆုံးရှုံးကြသူများနဲ့ဒဇမပဲမတူကြအားလုံးသည်တက်ကြွနေကြသည်ရွာသူရွာသားများသည် ခင်ဆန်းမြိုင်တို့ကိုအော်ဟစ်ခေါင်ငင်ကြသည်ဦးရဖယားကြိုဆိုကြသည်တယောက်တခုံးဖြင့်မျိုးဆောင်အောင်မင်းမြန်ကြသည်သူတို့၏ကောင်းများပေါ်တွင်ရာထဲမှထွက်သောညီပဲများကလပဲများပြောင်းမှုစင်များနှင့်နှံများကိုဗန်းများတောင်းများစကောများနှင့်ထဲလျက်ရွာလာကြသည်ဒါပါလို့ကြာတော့ပြေးသွားကြမှာတော့ တမောင်ထွေတို့ကဆိုင်ကယ်များကိုရက်လျက်အကြီးမများဒွေလေးများဂျီတော့များကိုမေးတော့အကြီးတို့ဒွေလေးတို့သည်ပြုံးနေကြသည်သူတို့ကမှလည်းချွေးတွေနဲ့ဘယ်တော့မှတော့အေးညီတို့စခန်းကိုလာတာပေါ့ဒွေလေးပေါ်ကြီးကဆယ်ပြေဝင်မြေပဲတောင်ကြီးကိုရွက်ထားလျက်မှပြော၏ရှင်ပေါ်ကြီးပြောသလိုဟုတ်တယ်တော့တို့တို့ခက်ခက်ခဲခဲနဲ့ကြီးလန့်စာစားနဲ့စိုက်ပျိုးလို့ရထားတဲ့အစိတ်အဆန်တွေကိုညီတို့စခန်းကိုလာလို့ရတော့ဒွေလေးအောင်စိန်သည် နှမ်းငါးပြီထဲထားသောထချော်တောင်းကို ရွက်လျက်ကပြောသည်ညားလိုက်တာညားလိုက်တာနှမ်းများမြေပဲများကလပဲများတီးနှံအစုံကိုရွက်လျက်ရွာသူရွာသားများခင်ဆန်းမြိုင်တို့စခန်းသို့လာနေခြင်းဖြစ်၏ညီတို့ဟာညီတို့ဒီပဲတွေတီးနှံတွေကိုရောင်းချကြပေါ့အဲ့ဒီကရတဲ့ငွေနဲ့ညီတို့လိုချင်တဲ့လက်နက်ပဲဝယ်ဝယ်ဗာပဲဝယ်ဝယ်ညီတို့သဘောကျုပ်တို့ကတော့စရဏသုံးမှန်ကိုပြက်ပြီးလှူတာပဲတော့ဒွေးလေးပေါ်ရည်သည် ရေပေတောင်ကိုရွက်ထားလျက်မှအားရစွာပြော၏ဟုတ်တယ်အေးကျုပ်တို့တဘောကလည်းရှင်ဘောကြီးလိုပဲကျုပ်တို့မှာအခုကအားကိုးစရာဆိုလို့ညီတို့ပဲရှိတော်မို့ညီတို့ကိုအကုန်ယုံကြည်တယ်ထောက်ခံတယ်ကျုပ်တို့အိုးရိအိမ်နဲ့အကုန်ပျက်စီးပြီးမှတော့ကျုပ်တို့ကဘာအတွက်များထပ်ပြီးနှောင့်နှေးပြပါတာဖြစ်နေစာလို့တော့မှာတော့အေးဒွေလေးအောင်စိန်သည်အသက်သာ60ကျော်တော်လဲအတန်ဟန်ကမှန်ပြီကျုပ်တို့ကအဲ့ဒီစခွေတွေကိုကြောက်လို့ဆိုပြီးနောက်တော့မဆုပ်ဘူးတော့ဘဝမှာနှာခမသေးရဘူး ကျောက်သားလဲဒင်းတို့တက်လို့တရတာညီတို့အသိပဲဒါနဲ့များတာနောက်ဆုတ်ရမယ်ဆိုတော့ထုံးစံကိုမရှိတာအေးအရေးချောမြသည်နှမ်းနှောင်းကိုရွက်လျက်ကမာမာဆော့ဆွာပြောသည်ကျုပ်တို့ကတောမှမွေတောမှကြီးနိုင်ငံရေးဆိုတာဖြူတလားဝါတလားတောင်တည်ရကောင်းမှရမဟုတ်ဘူးဒါပေမဲ့အေးထမင်းစားနေတာဘယ်ဟာရုံမှမဘသူကရက်စက်မှုဆိုတာလောက်တော့ကိုကိုပြပြသိတယ်ဒါကြောင့်မို့တနက်ကင်စခွေးတွေကိုတော်လန်နေကြတဲ့ညီတို့ကိုထောက်ခံနေအားပေးတယ်အေး တောင်များနဲ့ပန်းများနဲ့စကောင်းများနဲ့ထဲကယာထွက်အစေဆံများကိုရွက်လျက်ယာသူမကြီးများယာသူမငယ်များနဲ့ယာသူကြီးများသည်ဒီဝါနာတွင် ခွဲထားသော ခင်ဆန်းမြိန်တို့၏တက်ခွဲသုံးရှိရသောအားအပြည့်ခွန်အပြည့်ဖြင့်ရှောက်လန်းနေသည်ဒီတက်ခွဲသုံးသည်ခင်ဆန်းမြိန်တို့၏တမမခွဲထွက်သွားသောအန်ယူဂျီအမော်ဒီအတိမတ်ပြူတက်ခွဲတစ်ခုဖြစ်သည်ချက်တလောက်ကြောင့်တော့မပြုံဆိုသောအမှုရာများသည်ယာသူမကြီးများအလုံး၏မျက်နှာတွင်ပေါ်လွင်နေသည် စစ်ခွေးများကဖြက်လေးပြက်ဖြင့်တမာထွေတို့ကြေးရွာများတမာထွေတို့မြို့နယ်များကိုနှိပ်စက်ရှင်ဖြစ်တော်လဲတမာထွေတို့ဤအညာတို့အညာသားများသည် နောက်ဆုံးမသွားခဲ့ကျောင်းလမ်းမသွားခဲ့ရှေ့ကသာဆက်သွောကြသည်နှစ်ပြားရှိလင်တပြားကိုလူပြီးတော်လန်ရီကိုအောင်နေရန်ပတ်မိုးကြံဆောင်ကြသည်ရွှေဖြင့်ရင်ကခြားထားရတဲ့ရွှေနှင်းစာကလေးများကိုသူ့ကြံဘဝမှာလွတ်မြောက်ရန်အတွက်ပုံဩကလှူဒန်းကြ၏တန်ရာလွတ်မြောက်ခြင်းသည်နောက်မှာ စ္စုပန်လွတ်မြောက်ငြိမ်းချမ်းသည့်အရင်ဆိုသည့်လက်တွေ့ကျတဲ့အသည့်ကိုအညာသူအညာသားများအားလုံးသိကာကြင်ကြံကြ၏အညာလူရင်းစားသည့်ငရဲကလာခဲ့သည် ပြမှုကိုမကြောက်တော့မီလီယံကျားမှတိုးထွက်လာတဲ့ခင်းနေငံများလိုအသည့်တစ်ဖန်အတွက်အရာရာကိုဆော့လော့ကြ၏မြေခခဲ့ရသောသွေးတို့အတွက်အညာမည်သည့်မှန်ဖြင့်တက်ခတ်ခဲ့သော စာမဏိငံများဖြစ်လာ၏အာတမကိုဓမ္မဖြင့်ရအောင်ပြန်ယူမည်ဆိုသောခိုင်ကြည်မှုသည်အညာသူအညာသားတို့၏နှလုံးအိမ်တွင် တံမိုးနှစ်ခါဆွေးနေကြပါတော့သည်ဒေါ်လာရီတွင်သွေးမအေးပဲသွေးနေရင်းနေကြသောအညာသူအညာသားသူရဲ့ရင်များသို့ပပိုတန့်စင်အခုနောက်ဆင်ခဲ့ရတာကတော့ CJ Platform ရဲ့စနေညရင်စားသေးတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်ဒီအစီအစဉ်လေးကို အပတ်စဉ်စနေနေ့ည9:00နာရီမှာ CJ Platform ရဲ့ Facebook, YouTube နဲ့ Telegram တွေမှာတင်ဆက်ပေးနေတာမို့စောင့်မျှော်နားဆင်နိုင်ပါတယ်ရှင် အခုအစီအစဉ်လေးကို ကျမနွေကဖတ်ပြပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။